အားလုံးမင်္ဂလာပါ Red Manchester Football နဲ့ United Redder ကနေပြန်ပြီးပြောကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိလိုလိုစဉ်မှာတော့ Manchester United နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေရှိပါတယ်လက်ရှိလိုလိုစဉ်မှာ Diego Leon တို့ဒီအပါဝင်ပြီးတော့ Osimhen နဲ့ပတ်သက်ပြီးတော့သတင်းတွေပေါ့ပထမဆုံးအနေနဲ့ကတော့ဒီကျွန်တော်ပြီးခဲ့တဲ့နေ့ကဒီကအတင်းနဲ့သဘောတူညီမှုရထားတဲ့စစ်စစ်မှုတွေလေးပြီးနေဖြစ်တဲ့ Diego Leon နဲ့ဒီပြင်သစ်လိကကစားမလေးဖြစ်တဲ့ ဂါနာတို့ကတော့ဂျန်ဝမန်ရှစ်စတာယူနိုက်တက်ကိုဒီလားထဲမှာပူပေါင်းနိုင်မှုမရှိသေးဘူးဗျ။ဥယောပါရဲ့စီမင်းစီကန်းတွေကြောင့်ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့်ကျွန်တော်တို့အသင်းကိုဒီလားထဲမှာပူပေါင်းနိုင်မှုမရှိသေးဘူးဆိုပြီးကျွန်တော်သိရတယ်။နောက်လားထဲမှာတော့အသင်းကိုလာရောက်ပူပေါင်းနိုင်မှာဖြစ်တယ်ပေါ့။ဒီကစားမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ပူစရာမလိုတော့ဘူး။ဒီယိုလီယန်တို့ဘာတို့ကအသင်းကိုရောက်ပြီးသားအသင်းနဲ့လည်းဆစ်ဆစ်မှုတွေအောင်မြင်ပြီးသားကစားမားဖြစ်နေပြီ။ဆိုတော့အသင်းကိုလာပြီးတော့လက်မှတ်ထိုးဖို့ပဲလိုတော့တာပေါ့လေ။အသင်းကလည်း official ကြီးညာဖို့ပဲလိုတော့တာ။အသင်းနဲ့ပူပေါင်းဖို့ပဲလိုတော့တာဆိုတော့ဒီကစားမားတွေနဲ့ပတ်သက်ပြီးတော့ ဟိုကစားမတွေကလူငယ်အကယ်ဒမီမှာကစားဖို့ရှိပါတယ်ကျွန်တော်လည်းရှိလို့ကျွန်တော်တို့အကယ်ဒမီတွေနဲ့ပတ်သက်ပြီးတော့ inyo show အဆူနဲ့ဒေါ်လေးအင်အားဖြည့်တင်နေတယ်ဒါကလည်းကောင်းတဲ့အရာပါပဲအကယ်ဒမီတွေကနေပြီးတော့ကစားမတွေထွက်ပေါ်လာလို့ရှိရင်အတန်းအတွက်အများကြီးအကျိုးပြုနိုင်မယ့်အရာတွေပါတော့လည်းရှိလို့ကျွန်တော်ကျွန်တော်ကန္နာ show လို့ပါလို့ပဲအရှင်နေပဲကြည်ခွေမှန်ယူလို့ပါလို့ထွက်ပေါ်လာတယ်ဟိုဟိုဘယ်လိုပြောရမလဲကစားမတွေဝေတဲ့နေရာမှာဒီမျိုးတရားနှစ်ယောက်လောက်ပို့ထွက်လာတယ်ဆိုလို့ရှိရင်တော့အတန်းအတွက်ဒေါ်လေးကိုအကျိုးပြုတဲ့ခွေမှုတွေဖြစ်နေပြီဗျာဆိုတော့ ခုလက်ရှိလို့ဆိုရှိလို့ OBI တို့ Eden Heaven တို့လည်းခိုတာတစ်နှစ်မပြည့်သေးဘူးလုံးဝစီနီယာတိုင်းမှာတုံးရနိုင်ပြီဆိုရဲအရှင်ဒီမျိုးဖြစ်တာကြောင့်ဒီအပြောင်းအရွှေ့ရတော့ဒီ Inyo ဆိုလောက်မှာတော်တော်ကောင်းတဲ့အရာတွေကိုကျွန်တော်ယူဆတယ်တော်တော်ကောင်းတဲ့အရာတွေကိုယူဆတယ်အတင်းအနာကတ်အတွက်လည်းဒါကကောင်းတဲ့အစီအစဉ်တွေပါပဲဆိုတော့လက်ရှိလို့ကျွန်တော်တို့ဒါကတော့ဒီကိုလီယွန်တို့နဲ့ပတ်သက်တဲ့သတင်းတွေပေါ့လေ နောက်တစ်ခုဆက်ပြီးပြောရမယ်ဆိုလို့ရှင်တော့ Peter Osimhen နဲ့ပတ်သက်ပြီးပေါ့လေလက်ရှိလို့ရှင် Twitter ပေါ်က source တွေအရတော့ကျွန်တော်တို့ Manchester United အသင်းကတိုက်စစ်မှု Peter Rogers ကိုခေါ်ဖို့ Osimhen နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုကိုအခြေအနေနှစ်မျိုးပုံမှာမူတည်ပြီးတော့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်ပေါ့လေပထမတစ်ခုကတော့ Osimhen က Manchester United ကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်မှုအမှန်တကယ်ရှိခဲ့မယ်ဆိုလို့ရှိရင်ပေါ့လေ နောက်တစ်ခုကတော့သူရဲ့လောက်ခလာစာတောင်းဆိုမှုနဲ့ပတ်သက်ပြီးတော့ရှုတ်ရှားခဲ့မယ်ဆိုလို့ရှိရင် United ဘက်ကဆက်လက်ပြီးတော့ Osimhen နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်လက်ရှိလို့ကျွန်မသိထားရတယ်။ဆိုတော့ပြောရလို့ရှိရင် Osimhen က United ကိုပြောင်းကျင်ရမယ်ပြီးလို့ရှိရင်သူရဲ့လောက်ခလာစာနဲ့ပတ်သက်ပြီးတော့ရှုတ်ပြီးတော့ယူရမှာပေါ့ဗျာဒီလိုမျိုးအချိန်ကြီးနှစ်ရက်ပုံမှာလိုက်နာနိုင်မှာပဲ Manchester United က Osimhen နဲ့ပတ်သက်ပြီးတော့ခေါ်ဖို့ကြိုးပမ်းမှာဖြစ်တယ်ပေါ့ဆိုတော့ Osimhen နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဦးတဘူဒီကျွန်တော်ဦးဆွေးနွေးမှုပြီးတော့ရှင်းထားပါပြီ ီသူ့ရဲ့ agent တွေနဲ့ Manchester United ရဲ့တာဝန်ရှိသူတွေကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်ဦးဆွေးနွေးမှုတွေကရှင်းချပြီးပေါ့လေဒါကြောင့်မလို့လေလက်ရှိလို့စီမှာတတိယထွက်နေရပေါ့တကယ်တမ်းပြောရလို့ရှိရင် Victor Osimhen ကတော့ Manchester United ကိုပြောင်းကျင်နေတယ်ဒါပေမဲ့ဟိုလိုကြီးပြောင်းကျင်တာမဟုတ်ဘူးဗျအခုခေတ်မှာတော့သိရတဲ့အတိုင်းပဲဟို Manchester United ဖြစ်လို့ Manchester United ကိုလုံးဝတခြားအသင်းတွေကိုကြိုပြီးရွေးမယ်ဆိုရဲကစားမားတွေကတော့ခက်ရှားရှားပေါ့လေလက်ရှိလို့စီမှာ Matthias Cunha တို့လို M1 မျိုးလို Premier League ကစားမားတွေပဲရှိရအောင် ပရီးမီးယားဒီကစားမကြီးပဲရှိတာရှိရောရှိတယ်ဒါပေမဲ့တော်တော်လေးကိုရှာရှာပပပဲဒါပေမဲ့ဘီတာအိုစီမန်တို့ကစားမမျိုးကတော့ငါမန်ချက်စတာယူနိုက်တက်မို့လို့လုံးဝပြောင်းချိန်ပါလေဆိုကစားမမျိုးမဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့ယာဒီကအီဂါလိုတို့ပါလို့ဒါကတော့ရှိခဲ့တာပေါ့လေတချင်တော့ကဒီဖနီပြရဲ့လက်ချက်တွေတော့ကျွန်တော်မမှတ်မိတော့အီဂါလိုတို့ပါလို့အတင်းကိုရောက်လာတယ်ဆိုတော့ကျွန်တော်ထင်ထားတာအများကြီးပူပြီးတော့လုပြနိုင်ခဲ့တယ်အဟားနဲ့ရောက်လာခဲ့တယ်မန်ချက်စတာယူနိုက်တက်မှာအဟားနဲ့တွားကစားရဖို့ဆိုတဲ့အတွက် သူ့မှာလုံးဝအပိတိုင်ဆိုဒီဆုံးဖြတ်ရမယ်အခြားအတန်းကိုပြောင်းရွှေ့ရမယ်အခွင့်အရေးတွေကိုတော့မှသူလက်လွတ်ပြီးတော့မန်ချက်စတာယူနိုက်တက်ကိုပြီးပြီးလာခဲ့တယ်။လစာရေးလည်းရှို့ပြီးတော့ယူသွားတယ်အတင်းမှာယာတီဝဲအငှားကစားခဲ့ပြီးတော့တော်တော်ကောင်းလေးစွမ်းဆောင်မျိုးပြသခဲ့လို့ကျွန်တော်ပြောလို့ရတယ်သူ့ကိုပေးရတဲ့လောက်ခလာစာနဲ့ကြော်မျောလိုက်ထားတဲ့အရှင်နဲ့ဆိုလို့ရှိရင်ညှို့လိုက်ထားတာလည်းအများကြီးကောင်းလေးစွမ်းဆောင်မျိုးဤကလည်းပြသနိုင်ခဲ့တယ်အခုခင်မှာတော့ဒီလိုကစားမမျိုးတွေတော်တော်ကိုရှားသွားပြီလို့ကျွန်တော်ပြောလို့ရတယ်။ OC မန်တို့လိုကစားမမျိုးတွေဆိုလို့ရှိရင်ပူဆိုးတာပေါ့ဗျာကျွန်တော် ဥယျာဉ်အတင်းကြီးမှာရေပန်းစားခဲ့တဲ့ကစားသမားဆိုတော့ကျွန်တော်လက်ရှိတိုက်စစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တော်တော်လေးဝေဝါးနေသေးပဲတိုက်စစ်မှာ OC Man နဲ့ Rogress ကတော့တိုက်စစ်မှုပြိုင်ပွဲထဲမှာရှိနေသေးပဲဖြစ်တယ်။ဒါပေမဲ့အတင်းကအလို့တကြီးလှုပ်ဆောင်နေရဲ့အရှင်ကြီးမရှိသေးဘူး။လက်ရှိလို့ဆိုမှာတော့ MMO ရဲ့အပြောင်းရွှေ့နေအလို့ရှုပ်နေရပေါ့လေ။ MMO ရဲ့အပြောင်းရွှေ့ကိုအရင်ပြီးတတ်မယ်။ဆိုတော့တကယ်စဉ်းစားကြရလို့ရှိရင်တိုက်စစ်မှုနေရာဆောင်ကဈေးကြီးမဲ့အနေထားပါ။ Beta Rogress ကတော့တနေ့ကတည်င်းထွက်လာတယ်။ Sporting ရဲ့ဥက္ကဋ္ဌဖြစ်သူကပြောတယ် ဘီတာရော့ဂရက်စ်ကိုပေါင်တန်း80လောက်နဲ့တော့လက်လွတ်သွားဖို့မရှိဘူးပေါ့သူတို့ပေါင်တန်းတရာလည်းတောင်းမှာမဟုတ်ဘူးအနည်းဆုံးကတော့ဒီကြားထဲမှာရှိမှာတော့ကျွန်တော်တို့80 90 80နဲ့90ကြားလောက်ရှိမယ်90လောက်ဖြစ်သွားရင်လည်းဖြစ်သွားနိုင်တယ်ဆိုရဲအရှင်နေမျိုးပဲအဲဘီတာအိုစီမန်နဲ့ပတ်သက်ပြီးတော့ဒီ U85 တန်းရလို့ရှိရင်နာပိုလီဘက်ကရောင်းချမယ်ဆိုတဲ့တိုင်းမျိုးလေးကျွန်တော်ကြားထားရတယ်ကြားထဲမှာဘယ်လိုဖြစ်လာမလဲဒီပြောင်းရွှေ့တိုက်စင်းမှုပြောင်းရွှေ့နေပတ်သက်ပြီးတော့ဆက်ပြီးတော့စောင့်ကြည့်ရဖို့ရှိရပေါ့လေကျွန်တော်နာပိုလီဒီအိုစီမန်ကတော့မန်ချက်စတာနဲ့ကိုပြောင်းနေပါတယ်သူရှိမှာကလေးက မန်ချက်စတာယူနိုက်တက်ကိုပြောင်းကျင်တယ်ယူနိုက်တက်ဒါချန်ပီယံလိဝင်ခွင့်မရခဲ့လို့ရှိရင်တော့မှသူဟာယူနိုက်တက်ကိုပြောင်းဖို့ရွေးချယ်မှာဖြစ်တယ်ဆိုပြီးတော့သတင်းတွေထွက်ထားတယ်ဆိုတော့ဒီကတိပြောလို့ရှိရင်အူစီမန်ကယူနိုက်တက်ကိုပြောင်းကျင်တယ်ပြောင်းကျင်တယ်ဆိုတာလည်းအဲဒီလုံးဝကိုယူနိုက်တက်မို့လို့ပြောင်းကျင်ပါတယ်ဆိုတော့ခံစားချက်မျိုးမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူကပြီးခဲ့တဲ့ရာသီကရှေ့စီးနဲ့ဆွေးနွေးခဲ့တဲ့အပေါ်မှာဒဗက်လုခ၃သိန်းနဲ့၃သိန်းခွဲတောင်းတဲ့အတွက်အပြောင်းရွှေ့ကမဖြစ်ခဲ့ဘူးအခုရဒီမှာလည်းသူ့အင်းနဲ့ဆိုဒီကိုညင်းပြီးတော့ဥပပထိုက်တန်လေးတွေမှာပဲကစားဖို့ဆက်ပြီးတော့ကြိုးပမ်းနေရဲ့လက်ရှိလောလောဆယ်မှာတော့ သူ့ကိုကန်းလာတဲ့အတန်းကြီးတွေမရှိသေးဘူးကြိုးစားနေတဲ့အတန်းကြီးတွေမရှိသေးဘူးဆိုတော့သူက United ဆိုလို့ရှိရင်လည်း United ဘက်ကအမှန်တကယ်ဆွေးနွေးလာလို့ရှိရင်လည်းပြောင်းမယ်ဆိုတဲ့သဘောပဲဟိုလောက်ခလာစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရမှာပေါ့လေလောက်ခလာစာနဲ့ပတ်သက်ပြီးတော့လက်ရှိလို့ရှင်မှာဗီတာအိုစီမန်ကသူဒီကလာတာစာရေးမှာသူကကစားနေတဲ့တပတ်လောက်ခ U 2သိန်းရတယ်ပေါ့လေ U 2သိန်းပတ်ချာလေးရတယ်ဆိုတော့ U 2သိန်းဆိုတာပေါင်အားဖြင့်တွဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပေါင်3သိန်းခွင်းနဲ့3သိန်းရှစ်တောင်းကြမှာရှိပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့မဆိုးဘူးလေသူလက်ရှိရနေတဲ့လောက်ခလာစာနဲ့ပတ်သက်ပြီးတော့လောက်ဆိုတော့မဆိုးဘူး အိုစီမန်ရဲ့ယူနိုက်တက်ကိုရောက်လာလို့ရှိရင်2သိန်းရတယ်2သိန်း2000ယူ2သိန်းခွဲလောက်ဒီမှန်းလို့ရတယ်ဗျာဘောနပ်စ်တွေပါရင်လည်းယူ2သိန်းခွဲလောက်ဒီမှန်းလို့ရတယ်အရင်တုန်းကဖြစ်ခဲ့တာတွေကိုတော့အိုစီမန်နဲ့မေးလိုက်တော့အရင်တုန်းကဖြစ်ခဲ့တာတွေကိုမေးလိုက်တော့ဗျာအဲ့ဒါမှာကျွန်တော်တို့ဆန်ရှိုးလိုကစားမမျိုးကို2သိန်းခွဲတွေ3သိန်းတွေပေးခဲ့တာမျိုးရှိရယ်ဒီကက်ဆမီယိုတို့ကို3သိန်းခွဲတွေပေးထားတာရှိရယ်ပြီးလို့ရှိရင်ကျွန်တော်တို့အန်ဒရီဆန်တိုစ်တို့ကို2သိန်းခွဲတွေပေးထားတာရှိရယ်ဒီဒီလိုမျိုးကစားမတွေအရင်တုန်းကအတန်းဘက်ကမှားရင်းပြီးလောကလာစားပေးခဲ့တာရှိရယ်ဒါပေမဲ့ဒီ အရှိုးမျိုးတော့အတန်းကိုအခုလက်ရှိလွှဲစင်မှာလာလို့လို့မရတော့အတန်းရဲ့လေဒီဘယ်လိုပြောရမလဲ industrial အောင်မှာဆိုရှင်လုံးဝလာဆောင်မှုဖောက်ပွားမှုတွေကိုထိန်းချုပ်မှုတွေစူးစမ်းနေတာဖြစ်တဲ့အတွက် OCMAN ရဲ့ United ကိုပြောင်းလာမယ်ဆိုရှင်အရင်တုန်းကလိုမျိုးတော့ develop ခပ်ပေါင်းသုံးသိန်းနေပါတယ်ညိုလဲလို့မရတော့လက်ရှိလို့စေသူရရင်လည်းလောက်ခလာစားအနေထားတဲ့နည်းနည်းပို့ပြီးတော့ Manchester United ကိုပြောင်းရွှေ့လာဖို့ဆန္ဒရှိရဲ့ဆိုလို့ရှင်တော့ဒီပြောင်းရွှေ့ရာပြင်ပြသွားနိုင်ရှင်အများကြီးရှိရဲ့ပြင်ပြသွားနိုင်ရှင်အများကြီးရှိရဲ့ကျွန်တော်ယူဆရတယ်ဆိုတော့ကစားမအတွက် တပတ်ကိုကျွန်တော်တို့ယူနှစ်သိန်းခွဲလောက်ပေးရတယ်ဆိုလို့ရှိရင်တော့တလားထဲမှာဆိုလို့ရှိရင်တလားကိုလောက်ခလာစာတန်းတနည်းကိုဆက်တဲ့တန်းလောက်ပဲကြာမှာဟောဒါကတော်တော်လေးကိုဖဲဖြစ်တဲ့လောက်ခလာစာပမာဏလို့ကျွန်တော်ပြောလို့ရတယ်။ဦးစီမံကိုဗျာသူ့ရဲ့ဘုန်းနဲ့ကြေးတွေပါရင်နဲ့နှစ်သိန်းခွဲကြိုကြို2သိန်း9000နဲ့3000လောက်ပြီးလို့ရှိရင်တော့ဘုန်းနဲ့တွေပါရင်ထည့်ပြီးပြောပါရယ်ဒီလိုမျိုးပြီးလို့ရှိရင်တော့ကျွန်တော်တို့သူ့ရှိရတကယ်ဆန်းဆိုင်ကောင်းရလို့ဒီလိုမျိုးပြီးရတယ်ဆိုလို့ရှိရင်ထိုက်တန်တည်ရလို့ပြောလို့ရပါတယ်ဆိုတော့အသင်ဘက်ကတိုက်စစ်မှုတွေအနေနဲ့ကတော့ ဘယ်လိုပြောရမလဲဒီနှစ်ယောက်ကတော့တိုက်စစ်ပြင်းမဲ့နေထဲမှာရှိရပေါ့လေအိုစီမန်ကိုလည်းဒီအချိန်ဒီမှာခေါ်သွားမယ်လို့ကျွန်တော်သိရတယ်။ um အိုစီမန်ရဲ့အချိန်ဒီကတော့ Peter Rockcrest ကိုလှုပ်ရှားရတဲ့ပုံပြီးတော့မှလက်ရှိလုပ်စေရအချိန်ဒီကောင်းတယ်လို့ကျွန်တော်တို့ထင်တယ်။ Rockcrest Rockcrest ကတော့အနည်းဆုံးကတော့ရိုတန်း80နဲ့တန်း90ချောင်းမှရှိမှာပဲ။တန်း90ကျွန်တော်မှကျိုးသွားနိုင်မယ့်အချိန်ဒီအိုစီမန်ကတော့85တန်းလောက်နဲ့ရို85တန်းလောက်နဲ့ရနိုင်မယ့်အချိန်ဒီပါဆိုတော့ညီကိုညီတော် ဒီအပြောင်းအရွှေ့တဲ့နေပတ်သက်ပြီးတော့ဘာတွေမြင်ရလဲဘာတွေယူဆကြလဲဆွေးနွေးကြပါအောင်ကြည့်ရှုအပ်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ် channel ကို subscribe လုပ်ပါသေးလို့ရှိရင်လည်း subscribe လုပ်ကြတောင်းဆိုပါတယ်အားလုံးကျေးဇူးပါ